စေချိန်တွဲကနန်းကောင်းလေးတကွက်ကျွန်တော်အနေနဲ့ပြသပေးမယ်เนาะအဲကနန်းလေးမပြခင်ပေါ့เนาะအဲကနန်းလေးနဲ့ပုံစံလူပေါ့เนาะပြီးခဲ့တဲ့အချိန်ကထွက်ခွက်တဲ့မူဝက်စိုက်ကြလေးကိုကျွန်တော်အနေနဲ့ဒါပြန်ကြပြန်ပြီးတော့ပြသပေးပါမယ်เนาะအဲ့တော့ကြည့်ကြအောင်ခင်ဗျာကျွန်တော်တို့ဒီကောင်းကတော့ဒါဆယ်နှစ်ချလိုက်ပေါ့เนาะ2020ငါအနေဆယ်နှစ်ချလိုက်တော့2005ပေါ့เนาะ2005ကနေဆယ်နှစ်ချလိုက်တော့2025ပေါ့เนาะသူလောက်တော့တာ အဲ့ဒါကိုမှသူက3ဆွန်းနဲ့ခုနဲ့10နဲ့6 4ဆွန်းနဲ့ခုနဲ့10နဲ့6 5ဆွန်းနဲ့ခုနဲ့10နဲ့6ပေါ့နော်သူတိတိကျကျလေးပဲလုံသွားတဲ့ సై ကလီကိုကျွန်တော်အနေနဲ့ပြသပေးမယ်ပေါ့နော်အဲ့တော့2003 2004 2005ကိုကျွန်တော်တစ်ချက်လေးလာကြည့်ကြအောင်ခင်ဗျာ2003ကခဏန်းတစ်ခွက် ပေါ့နော်2003ကခဏန်းတစ်ခွက်က2004ကိုလိုက်ထွက်တယ်ပေါ့နော်438ဆိုတဲ့ကဏ္ဍဒီကောင်ကဘယ်ကဏ္ဍလေးထွက်လဲဆိုရင်438ဆိုတဲ့ကောင်ကဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုဒါလိုက်ထွက်တယ်ပေါ့နော်အဲ့လိုထွက်ပြရတဲ့ ဒီကျွန်တော်တို့ဒီ3ဆွန်းနဲ့ခုနှစ်ကခဏတစ်ကွက်ပေါ့နော်4 3ရှစ်ဆိုရယ်ခဏဟာ4ဆွန်းနဲ့ခုနှစ်ကိုဒီမှာ4ရှစ်3လို့သူက light ထွက်တယ်ပေါ့နော်အဲ့လိုထုတ်ပြရတဲ့သူ့ရဲ့ဘေးကခဏဒီ3ည2နဲ့ဆိုရယ်ခဏဟာသူ့ရဲ့တပွဲကျော်3ဆွန်းနဲ့ခုနှစ်ကနေ5ဆွန်းနဲ့ခုနှစ်ကိုဒါ light ထွက်တယ်ပေါ့နော်ဒါတကတ်ပေါ့နော်ဒုတိယတကတ်ကျွန်တော်တို့ဒီ2003 2004 2005ပြီးတော့2013 2014 2015ကိုလည်းဒါ ထပ်ကြည့်ကြပါစို့ဗျာဒီမှာလဲကျွန်တော်သုံးဆွန်းနဲ့ခုနှစ်ကခဏဖြစ်တယ်435ဆိုတော့ခဏဟာဒီဘက်လေးဆွန်းနဲ့ခုနှစ်ကိုပေါ့နော်သုံးဆွန်းနဲ့ခုနှစ်က435ဆိုတော့ခဏဟာခဏတစ်ခွက်ကပေါ့နော်သုံးဆွန်းနဲ့ခုနှစ်ကခဏတစ်ခွက်ဟာလေးဆွန်းနဲ့ခုနှစ်ကိုလိုက်ထွက်တယ်ပေါ့နော်ဒီမှာတော့435ဆိုတော့ခဏဟာသုံးဆွန်းနဲ့ခုနှစ်က435ဆိုတော့ခဏဟာလေးဆွန်းနဲ့ခုနှစ်ကိုဒီမှာ35ဟာလေးလို့လိုက်ထွက်တယ်ပေါ့နော်အဲ့လိုထွက်ပြရနဲ့ကျွန်တော်တို့ဒီပထမသုံးဆွန်းနဲ့ခုနှစ်ကပေါ့နော်ဒီခဏဟာဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုလိုက်ထွက်လို့ အဲ့ဒီကျွန်တော်တို့ဒီ3ဆုံးနဲ့ခုနှစ်ကခဏ4ဆုံးနဲ့ခုနှစ်ကိုလိုက်ထွက်လို့အဲ့4ဆုံးနဲ့ခုနှစ်ရဲ့ဘေးရပေါ့နော်3ဆုံးနဲ့ခုနှစ်ကခဏ960ဆိုတော့ခဏသူ့ရဲ့တစ်နှစ်ကျော်3ဆုံးနဲ့ခုနှစ်ကလည်း9ဆုံးနဲ့ခုနှစ်ကိုဒါလိုက်ထွက်ပြီးရနော်ရှင်းမယ်လို့ထင်ပါတယ်နော်3ဆုံးနဲ့ခုနှစ်ကခဏတစ်ခွက်ဒီခဏကဒီကိုလိုက်ထွက်တယ်အဲ့လိုထွက်ပြီးရတယ်သူ့ရဲ့ဘေးရခဏဟာဒါ3ဆုံးနဲ့ခုနှစ်ကလည်း9ဆုံးနဲ့ခုနှစ်ကိုရိုက်တယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့2013 2014 2015မှာလည်း300ခုနှစ်ကကဏ္ဍတစ်ခုက400ခုနှစ်ကိုလိုက်ရိုက်တယ်ပေါ့နော်အဲ့လိုရိုက်ပြန်တယ်သူ့ရဲ့ဘေးက960ဆိုတဲ့ကဏ္ဍဒီကဏ္ဍဟာ300ခုနှစ်ကနေ900ခုနှစ်ကိုဒါလိုက်ထွက်တယ်ပေါ့နော်ဒါဒုတိယတက္ကပေါ့နော်တတိယတက္ကကျွန်တော်တို့တော့တော့ကြမယ်နော်ဒီမှာလည်းကျွန်တော်တို့ဒီ စနေချလိုက်နေမှာ2023 2024 2025 2025မှာလည်းကြည့်ပါခင်ဗျာဒီမှာ3ဆွန်းနဲ့ခုနှစ်ကကဏ္ဍတစ်ခွက်က4ဆွန်းနဲ့ခုနှစ်ကိုလိုက်ထွက်တယ်ပေါ့နော်အဲ့လိုလိုက်ထွက်ပြရတဲ့သူ့ရဲ့အဖေကကဏ္ဍဒီ9300ဆိုတဲ့ကဏ္ဍဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုဒါလိုက်ထွက်သွားတယ်ပေါ့နော်အဲ့တော့ဘလူးထွက်သွားလဲဆိုတဲ့ဟာလေးကိုကျွန်တော်အစဘလူးဒီကဏ္ဍလေးကဒီကိုထွက်တဲ့အချိန်မှာဘလူးထွက်သွားလဲဆိုတဲ့ site လေးကိုကျွန်တော်အနေနဲ့တက်ပြပေးမယ်နော်ဒီကောင်းလေးကဘလူးထွက်သွားလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကျွန်တော်တို့ တစ်နှစ်ချလိုင်းလေးတွေကိုကျွန်တော်ကြည့်ကြပါဆိုเนาะဒီမှာတစ်နှစ်ချပေါ့เนาะနှစ်ပရိတ်ကဏ္ဍဖြစ်တဲ့ဒီကဏ္ဍဟာပေါ့เนาะသူ့ရဲ့တစ်နှစ်ချဟိုဒါ light ထွက်တယ်ပေါ့เนาะသူကတစ်နှစ်ချလေးတွေပဲကျွန်တော်ပြပေးတော့မယ်เนาะဒီမှာ break နဲ့လို့ထွက်တယ်အဲ့ break နဲ့ကဏ္ဍလေးကသူ့ရဲ့တစ်နှစ်ချကို light ထွက်တယ်သူထွက်မယ်ဆိုရင်လည်းဒါ9ပရိတ်ရဲ့အောက်မှာပဲ3နှစ်ခွန်ဆိုတဲ့ကဏ္ဍလေးဒါ light ထွက်တယ်ပေါ့เนาะအဲ့လိုထွက်ပြရတဲ့သူ့ရဲ့တစ်နှစ်ချလိုက်ပေါ့เนาะဒီမှာခွန်ရှစ်ခွန်ဆိုတဲ့ကဏ္ဍ break နဲ့ကဏ္ဍလေးရှိတယ်ပေါ့เนาะအဲ့ break နဲ့ကဏ္ဍလေးလည်းသူ့ရဲ့တစ်နှစ်ချကို light ထွက်တဲ့ချိန်မှာ break 9ရဲ့အောက်မှာပဲသူကထွက်တယ်ပေါ့เนาะ ကျွန်တော်ပြောတာရှင်းမယ်လို့ထင်ပါတော့သုံးနှစ်ခုဆိုတဲ့ break နှစ်ကဏ္ဍတစ်ခွက်ကဒါသုံးနှစ်ခုဆိုတဲ့ကဏ္ဍလေးကသူ့ရဲ့တစ်နှစ်ကျော်ဒါလိုက်ထွက်တယ်ပေါ့နော်သုံးနှစ်ခုဆိုတဲ့ break နှစ်ကဏ္ဍလေးကသူ့ရဲ့တစ်နှစ်ကျော်လိုက်ထွက်တယ်သူထွက်တော့မှဆိုရင် break 6ရဲ့အောက်မှာပဲထွက်တယ်ပေါ့နော်သူကနေတစ်နှစ်ချလိုက်ခွန်6ခွန်ဆိုတဲ့ break နှစ်ကဏ္ဍလေးကလည်းသူ့ရဲ့တစ်နှစ်ချကိုဒါလိုက်ထွက်တယ်ပေါ့နော်သူထွက်မှဆိုရင်လည်းသူ့ရှေ့ကအတိုင်းပဲ break 6ရဲ့အောက်မှာပဲထွက်တယ်ပေါ့နော်သူကနေတစ်နှစ်ချလိုက်9 3ည3ဆိုတဲ့ကဏ္ဍလေးကလည်းသူ့ရဲ့တစ်နှစ်ကျော်ထွက်ရမှာပေါ့နော်သူထွက်မှဆိုရင်လည်းဒါကျွန်တော်တို့ဒီ break 6ရဲ့အောက်မှာ ွားထွက်ရမယ်ပေါ့နော်ဒါနဲ့ကျွန်တော်လည်းအပြင်းပြန်လှန်လှန်စနေရနေမှာဒီ site လေးကိုဒါ၃ထိပ်စီးနဲ့ဒါ break နဲ့ line လေးကိုလည်းဒါပြီးခဲ့တဲ့အချိန်ကဒါ366လို့336လို့ကဏ္ဍမျိုးတွေပါလေလဲကျွန်တော်ပြမိတယ်ပေါ့နော်ဒီ site လေးလည်းရှိရတဲ့အတိုင်းဒါကျွန်တော်တို့ကမပြမိလိုက်ဘူးပေါ့နော်ဒီမှာဆိုလဲသူကတိတိကျကျပဲလုပ်တယ်ပေါ့နော်၃ဆနဲ့ခုနဲ့ကကဏ္ဍတစ်ခွက်က၄ဆနဲ့ခုနဲ့ကိုထွက်တယ်အဲ့ဒီ၄ဆနဲ့ခုနဲ့ကိုထွက်ပြီးရတယ်သူ့ရဲ့ဘေးကကဏ္ဍကလည်းဒါ၃ဆနဲ့ခုနဲ့ကလည်း၅ဆနဲ့ခုနဲ့ကိုသူ့ရဲ့ဘေးကကဏ္ဍ၃ဆနဲ့ခုနဲ့ကလည်း၅ဆနဲ့ခုနဲ့ကိုလိုက်ထွက်တယ်ပေါ့နော်ဒီလိုက်မှလည်းဒီမှလည်းကျွန်တော်၃ဆနဲ့ခုနဲ့က ား435ဆိုတော့ကနာသူ့ရဲ့နောက်နှစ်ကို409ခုနှစ်ကိုလိုက်ထွက်တယ်ပေါ့နော်အဲ့လိုထွက်ပြီးရတဲ့သူ့ရဲ့ဘေးကကနာ86ခုဆိုတော့ကနာလည်း309ခုနှစ်ကနေ902ခုနှစ်ကိုလည်းလိုက်ထွက်တယ်ပေါ့နော်အဲ့တော့ဒီမှာလဲကျွန်တော်တို့ဒီ300ခုနှစ်ကကဏ936ဆိုတော့ကဏကလည်း400ခုနှစ်ကို690လို့လိုက်ထွက်ပြီပေါ့နော်အဲ့လိုထွက်ပြီဆိုတော့သူ့ရဲ့ဘေးကကဏလည်းသူ့ရဲ့တစ်နှစ်ကျော်ကိုလိုက်ထွက်ရမယ်ဆိုပြီးတော့ဒါ cycle တွေရှိတယ်ပေါ့နော်မပြပြလိုက်ပြီမဲ့ ပြပြလိုက်တဲ့ cycle လေးတွေပေါ့နော်အဲသူကလည်းဒီမှာဒီ line လေးနဲ့သူကပေါင်းလို့သွားတာပေါ့နော်သူ brake နဲ့ရဲ့ဒီ brake နဲ့ဆိုတော့ကနာသူရဲ့တစ်နှစ်ကျော်လိုက်ထွက်တဲ့အချိန်မှာ brake ကိုရအောင်မထွက်တယ်သူရဲ့တစ်နှစ်ကျော်လိုက်ဒီ brake နဲ့ဆိုတော့ကနာသူရဲ့တစ်နှစ်ကျော်လိုက်ထွက်တဲ့အချိန်မှာ brake ကိုရအောင်မထွက်တယ်ပေါ့နော်ဒီ brake နဲ့ဆိုတော့ကနာကလည်းသူရဲ့တစ်နှစ်ကျော်လိုက်ထွက်တယ်သူထွက်ရင်က brake ကိုရအောင်မဆိုတော့သူကတိတိကျကျလေးလှုပ်လှောက်တာပေါ့နော်အဲ့ဒါ cycle လေးနဲ့ပုံစံတူကျွန်တော်ရဲ့ 3D မိတ်ဆွေများကိုနောက်ထပ်ဒီဘက်အတွက်ကနန်းတစ်ခွက်ကျွန်တော်ထပ်ပြပေးပါမယ်ဗျာ အဲ့တော့ကျွန်တော်တို့ဒီအရာမှာအခုချိန်အတွက်ပေါ့နော်ကဏ္ဍလေးတစ်ခွက်ကျွန်တော်ပြပေးမယ်နော်အဲ့တော့အခုချိန်မှာလဲဒီမှာကျွန်တော်တို့ brain နဲ့လို့ရိုက်တယ်ပေါ့နော်သူ့ရဲ့ဆောင်းမှာလဲ brain နဲ့လို့ရိုက်တယ်သူ့ရဲ့ဆောင်းမှာလဲဒါ brain နဲ့ဆိုတဲ့ကဏ္ဍလေးထွက်တယ်ပေါ့နော်ဒါ brain နဲ့သုံးချက်တန်းတာပေါ့နော်အဲ့ brain နဲ့လို့ထွက်ပြီးရတယ်သူ့ရဲ့ brain နဲ့ရဲ့ဘေးကကဏ္ဍပေါ့နော်ခုတက်ကိုဆိုတဲ့ကဏ္ဍလေးကဒီသူ့ရဲ့အောက်ကိုဒါ ုံးရတကူလို့ကုတကူကနေမှာဒီမှာတုံးရတကူဆိုတဲ့ကောင်ကသူ့ရဲ့အဘွားကောင်ဝမ်းချိန်ပေါ့နော်ပရိနှစ်ရဲ့ဆောင်းကဒီဆောင်းမှာထွက်တဲ့ကောင်ကသူ့ရဲ့ပရိနှစ်ရဲ့ဘေးကကောင်ကဝမ်းချိန်ပေါ့နော်အဲ့တော့ဒီမှာလည်းပရိနှစ်လို့ထွက်ပြီပေါ့နော်ဒီတုံးရတကူဆိုတဲ့ကောင်ကလည်းသူ့ရဲ့ဆောင်းကိုဒါဝမ်းချိန်ဆင်းနေပေါ့နော်ဒီမှာလည်းကျွန်တော်တို့ပရိနှစ်ထွက်ထားပြီဆိုတော့ဒီ690ဆိုတဲ့ကဏ္ဍလေးကလည်းဒီနားလေးကိုကျွန်တော်တို့ဒါဝမ်းချိန်အနေနဲ့ယူမယ်ဆိုရင်ဒါယူလို့ရတယ်ပေါ့နော်အဲ့တော့ဝမ်းချိန်လေးရှိတယ်ဆိုတဲ့ line တွေကို ကျွန်တော်ပြတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကနန်းလေးကိုတိတိကျကျပဲကျွန်တော်တို့ဒါရိုက်ပြပေးပါမယ်နော်အဲ့တော့691ချိန်ပေါ့နော်ကျွန်တော်တို့နှစ်ဦးမှာတကူငါပတ်လည်လေးထွက်တာပေါ့နော်ကလင်နာတစ်ကြောလုံးမှာ၃ကပ်ပဲရှိတယ်ပေါ့နော်96ခုနှစ်မှာတစ်ချိန်ပေါ့နော်2020နှစ်မှာတစ်ချိန်ရှိတယ် 2023မှာတစ်ချိန်ရှိတယ်ပေါ့နော်ဒါသုံးကက်ရှိတယ်ပေါ့နော်လူတိုင်းသိပြီးသားပေါ့နော်အဲ့လို195လို့ထုတ်ပြရတယ်အဲ့နဲ့ထဲမှာဘူပရိတ်ကဏ္ဍတကွက်ပဲထုတ်ပါတယ်ခင်ဗျာဒီ98ခုနဲ့မှာဆိုရင်ကြည့်ပါခင်ဗျာအဲ့နဲ့ထဲမှာဘူပရိတ်ကဏ္ဍရဲ့လို့တကွက်ပဲထုတ်ပါတယ်နော်969ဆိုတဲ့ကဏ္ဍလေးတကွက်ပဲထုတ်တယ်နော်ဘူပရိတ်ကဏ္ဍရဲ့လို့တကွက်ပဲထုတ်တယ်ပေါ့နော်အဲ့ဘူပရိတ်ကဏ္ဍအနေမှာကျွန်တော်တို့ဒီဘေးရနေပေါ့နော်ဘူပရိတ်ကဏ္ဍလို့နေဥမှာ195လို့ထုတ်တဲ့အဲ့နဲ့ထဲမှာဘူပရိတ်ကဏ္ဍမှာ ဘူဘရိတ်ကနန်းတစ်ခွက်ပဲထွက်တယ်ပေါ့နော်အဲဘူဘရိတ်ကနန်းလေးရလေဘေးရနေပေါ့နော်၃၅ချိန်ကြီးလိုက်ပေါ့နော်တင်းနေ၃၄၅၅၅ချိန်ကြီးလိုက်ပေါ့နော်၆6ဆိုတဲ့ကနန်းလေးတွေးလိုက်မှာပေါ့နော်အဲကနန်းလေးကဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုလိုက်ထွက်ပါနော်သူထွက်တော့ဘလို့ထွက်လဲဆိုရင်၆6ကဒါ၆6ဆိုတဲ့ကနန်းလေးကဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုလိုက်ထွက်တယ်အဲကနန်းလေးကဘယ်ဘလို့ထွက်လဲဆိုလို့ရှင်ဒီ၆6ဆိုတဲ့ကနန်းလေးကဘရိတ်ကူးဖြစ်တဲ့အတွက်အဲ့နှစ်ထဲကဘရိတ်ကူးရဲ့ဇောင်းပါပဲဘရိတ်တူဘရိတ်လို့သူက ါလိုက်ရိုက်တယ်ပေါ့နော်သူ့ရဲဆောင်တွေမှာတက်တုံညာရှေ့ပရိကိုရှိတဲ့အတွက်969ဒီ969နဲ့တည်းဟာဘူပရိကနန်းတစ်ခွက်ဖြစ်တယ်သူကနေ9ချိန်တက်လိုက်ပါတော့686လို့ထွက်တယ်အဲ686ဆိုတဲ့ကနန်းသူ့ရဲ့နောက်နဲ့ကိုလိုက်ထွက်တယ်သူထွက်တော့686ကဘရိတ်ကူးဖြစ်လို့သူ့ရဲ့စောင်းနေမှာဘရိတ်ကူးခံပြီးတော့မှဒီ686ဆိုတဲ့ကနန်းလေးကိုဒါလိုက်ထွက်ပေးသလားပေါ့နော်ဒါပထမတက်ကပ်ပေါ့နော်ဒုတိယတက်ကပ်မှာလည်းကြည့်ပါခင်ဗျာဒီမှာနှိမ့်ဦးမှာ109လို့ရိုက်တယ်ပေါ့နော်109လို့ရိုက်တဲ့နေ့ထဲမှာပဲအဲ့နေ့ထဲမှာလည်းဘူပရိကနန်းတစ်ခွက်ပဲထွက်တယ်နော် ဒီမှာဒီနေ့ထဲမှာဆိုတော့ခွန်3ည3ဆိုတဲ့ကဏ္ဍလေးတစ်ခွက်ပဲထွက်တာပေါ့နော်အဲခွန်3ည3ကနေမှဘေးကနေ5ချိန်အပေါ်တက်လိုက်ပါခင်ဗျာ10 4 5 5ချိန် တက်လိုက်ပါနော်ဒီ9 30ဆိုတော့ကဏ္ဍလေးတွေ့ပါလိမ့်မယ်နော်အဲ9 30ကလည်းဒီဘေးနဲ့ကနေ ီဘက်နှစ်ကိုလိုက်ထွက်တယ်ပေါ့နော်သူထွက်တဲ့အချိန်မှာပဲအချိန်မှာထွက်လဲဆိုလို့ရှိရင်ဒီကျွန်တော်တို့9303မှာ break ship ဖြစ်တဲ့အတွက်သူက break ship ရဲ့အဆောင်မှာပဲသူရဲ့နောက်နှစ်မှာလိုက်ထွက်တဲ့အချိန်မှာ break ship ရဲ့အဆောင်မှာထွက်တယ်ပေါ့နော်ဒီ66ကဘရိတ်ကိုဖြစ်တဲ့အတွက်သူက break ကိုရဲ့အဆောင်မှာပဲ66ကိုထွက်တယ်ပေါ့နော်ဒီကနေသူ break 30ရက်နေပုံ9ချိန်တက်လိုက်ပေါ့နော်ဒီကောင်က break ship ဖြစ်တဲ့အတွက် break ship ရဲ့အဆောင်မှာပဲဒီ9303ဆိုတဲ့ခဏ9303ဆိုတဲ့ခဏကို9303လို့သူကထည့်တယ်ပေါ့နော်အဲ့တော့ဒါဒုတိယတက်ကပေါ့နော်တတိယတက်ကကိုကျွန်တော်ကြည့်ကြအောင်ခင်ဗျာဒီနားလေးမှာပေါ့နော် ကျွန်တော်တို့ဒီမှာငားတဲ့ကိုလူကြပြီပေါ့နော်ငားတဲ့ကိုလူကြပြီဆိုတော့အဲ့နေထမလာဘူပတိကနန်းဆိုလို့သုံးညတကူတစ်ခွက်ပဲဖြစ်တယ်ပေါ့နော်ရှေ့ကနှစ်ကအတိုင်းပဲကျွန်တော်တို့သူ့ရဲ့ဘေးကနေ1 2 3 4 5 5ညရေးလိုက်ပေါ့နော်6 3ညအသုံးဆိုတဲ့ကနန်းလေးကဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုထုတ်ဖို့ရှိတယ်ပေါ့နော်သူ့ထုတ် ူထွက်လို့ရှိရင်ဘယ်ချိန်မှထွက်ဘယ်ချိန်မှပူပြီးတော့ထိုးတင်လဲဘယ်ချိန်မှထွက်နိုင်လဲဆိုတော့ရှေ့ကအတိုင်းပဲပေါ့နော်6 3 3ဆိုတာ break cool ဖြစ်တဲ့အတွက်သူက break cool ရဲ့ဇောင်းမှာပေါ့နော်ဒီ9 3 4ရဲ့ဇောင်းအခုလက်ရှိရောက်က10ချိန်မှပေါ့နော်6 3 3ဆိုတာကဏ္ဍလေးဒါသိရတော့ပါရဲ့နော်ဒါလို့ဆိုရှင်းမယ်လို့ထင်ပါတယ်နော် မနေ့ဥမှာတကုငါလို့ကြတာတုံးကပဲရှိပေါ့နော်အဲ့တကုငါနဲ့ထဲမှာဘူပရိကနာကတကောအပက်ထွက်တယ်ပေါ့နော်အဲ့ဘူပရိကနာကနေအပုံ၅ချိန်တိလိုက်6.6ဆိုတော့ကနန်ထွက်တယ်ပေါ့နော်6.6ကဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုလိုက်ထွက်တယ်ပေါ့နော်သူကဘယ်ချိန်မှာထွက်လဲဆိုရင်6.6ကဘရိတ်ကူးဖြစ်တဲ့အတွက်သူကဘရိတ်ကူးဖြစ်တဲ့အတွက်ဘရိတ်ကူးရဲ့ဇောင်းမှာပဲ6.6ကိုသူကထွက်တယ်ပေါ့နော်ဘရိတ်ဒူဘရိတ်ပေါ့နော်အဲ့တော့ဒုတိယတက်ကမှာလည်းဒီမနေ့ဥမှာတင်္ဂါကိုလိုရိုက်တယ်အဲ့နှစ်ထဲမှာဘူပရိတ်ကဏ္ဍတစ်ခွက်ဖြစ်တဲ့ခွန်သုံးညအသုံးဆိုတဲ့ကဏ္ဍတစ်ခွက်ထွက်တာပေါ့နော်ဒီကဏ္ဍတစ်ခွက်ပဲထွက်တာပေါ့နော်ဘူပရိတ်နဲ့ပတ်သက်ရင် ။ तू ကနေရှေ့ကအတိုင်းမဲ့ तू ကနေဘေးရနေ9ချိန်တက်လိုက်ပေါ့နော်9 30ဆိုတော့ကဏ္ဍလေးရှိတယ်ပေါ့နော်။အဲ9 30ရလဲဒီဘေးနဲ့ကနေဒီဘေးနဲ့ကိုလိုက်ထွက်တယ်ပေါ့နော်။ तू ထွက်ရင်ဘယ်ချိန်မှထွက်လဲဆိုရင် तू က break sheet ဖြစ်တဲ့အတွက် break sheet ရဲ့အဆောင်မှာပဲဒီမှာ9 30 3ဆိုပြီးတော့ तू ကလိုက်ထွက်တယ်ပေါ့နော်။တတိယတက်ကပေါ့နော်ဒီမှာလိုက်ကျွန်တော်နှိမ့်မှာတင်းငါးကိုလို့ရပြီအဲ့နဲ့ထဲမှာဘူးဒိတ်ကနန်းတစ်ခွက်ထွက်တော့ပေါ့နော်ဘူးဒိတ်ကနန်းတစ်ခွက်ထွက်တယ်သူကနေဘေးရနေ9ချိန်ကြီးလိုက်6 3ည3ဆိုတော့ကနန်းလေးကဒီဘေးနဲ့ကနေဒီဘေးနဲ့ကိုလိုက်ထွက်ဖို့ရှိတယ်ပေါ့နော်အဲ့6 3ည3က ူရှေ့နှက်ကအတိုင်းပဲပေါ့နော်633က break ကိုဖြစ်တဲ့အတွက်သူက break ကိုရဲ့ဇောင်းလေးမှာထွက်ရမယ်ဆိုလို့ရှိရင်ဒီချိန်ဒီချိန်လေးမှာဒါထိုးဖို့တော်တော်ကိုသိနေတော့ပါရဲ့နော်သူကဒီမှာ break နဲ့ break နဲ့ break နဲ့လို့ရိုက်တဲ့အချိန်မှာ break နဲ့ရဲ့ဘေးကကုတေကိုဆိုတဲ့ကောင်က3ညတကိုဝန်းကျင်ပေါ့နော် break နဲ့ရဲ့ဘေးက3ညတကိုဆိုတဲ့ကောင်က690ဝန်းကျင်ပေါ့နော် break နဲ့ရဲ့ဘေးက6ညကိုဒီနားလေးကိုဝန်းကျင်လေးပြေးမလို့ပေါ့နော်ဝန်းကျင်နေနဲ့ကြည့်မယ်ဆိုရင်လည်းဒါကြိုက်တယ်ပေါ့နော်နောက်တစ်ခါကျွန်တော်တို့သူကြဆိုင်ကလေးကိုကျွန်တော်ထပ်ပြပေးမယ်နော် အဲ့မှာပေါ့နော်2018ဒါနည်းနည်းချလိုက်နေပေါ့နော်နည်းနည်းချလိုက်နေနည်းနည်းချလိုက်နေမှာဒီမှာခက်ထိစီ3လုံးပေါ့နော်ထိစီ3လုံးလေးကြည့်လိုက်ပါခင်ဗျာ8 9လေးပေါ့နော်အ8 9လေးဆိုတဲ့ကဏ္ဍကလည်းကျွန်တော်တို့ဒီနှစ်ထဲမှာဒါ9 8လေး8 9လေးဆိုပြီးတော့ဒါထွက်ထားရပေါ့နော်သူကရင်နည်းနည်းချလိုက်ထိစီ3လုံးဖြစ်တဲ့365ဆိုတဲ့ကဏ္ဍကလည်းဒီနှစ်ထဲမှာဒါ963ဆိုပြီးတော့သူကလိုက်ထွက်ထားရပေါ့နော်အဲ့တော့သူကနေနည်းနည်းချလိုက်လို့ရှိရင်ဒီမှာ336ဆိုတဲ့ကဏ္ဍလေးကဒါဒီဒီနှစ်ထဲမှာဒါလိုက်ထွက်အောင်မယ်ပေါ့နော် ိုက်ထွက်ဖို့ဒါဒီ cycle ရဆိုရင်လည်းဒါဒီနှစ်ဆိုင်ရဆိုရင်လည်းရှိတယ်ပေါ့နော်အဲ့တော့ one chain လေးလည်းကြိုက်တဲ့အတွက်ဒီချိန်မှာကျွန်တော်ရဲ့ 3D မိတ်ဆွေများကိုဒါ630 R cycle ကိုကျွန်တော်အနေနဲ့တင်ပေးလိုက်ပါနော် one chain လေးတွေရောဒါပြပေးလိုက်ပါနော်နောက်ထပ်ကျွန်တော်တို့ဒီတစ်ကောင်းတဲ့ video file လေးကိုလည်းထပ်ပြီးပြသပေးပါဦးမခင်ဗျာပြီးကြရင်လည်းကျွန်တော်တို့ဒီချိန်တွေ dev all လေးတစ်ခွက်လည်းဒါဒီချာရွေးချယ် data လေးရှိတယ်ပေါ့နော်အနာနေရင်တော့ဒါအရောက်ယူဆောင်လို့ရပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယို file လေးကိုအဆုံးအောင်ကြည့်ပြီးတဲ့အတွက် ကျွန်တော်ရဲ့ 3D မိတ်ဆွေများကိုကျေးဇူးအထူးပဲတင်ပါတယ်နော်ကျွန်တော်ဗီဒီယိုဖိုင်လေးကိုတွေ့လဲဆိုရင်လည်းဒါ share လို့ရတဲ့လူက share ပေးဖို့ကျွန်တော်အနေနဲ့မန်တာရက်ခံပါတယ်နော်ကျွန်တော်ရဲ့ 3D မိတ်ဆွေများ2025ဆယ်ချိန်မှာ 3D ဆွေများပေါက်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ပါတယ်နော်